ပြုံမျိုးဟောင်း၃ခုကိုကမ္ဘာအမွေနှစ်စီးရင်ဝင်အဖြစ်သတ်မှတ်ပြီးတဲ့နောက်အကူအညီပေးဖို့ဂျပန်ကုမ္ပဏီတစ်ခုကကမ်းလှမ်းလာပါတယ်။ဥကြော်စရာဝန်ကသတင်းပေးပို့ထားတာပါ။ပြုံမျိုးဟောင်းတွေဖြစ်တဲ့ဗိတန်လိုဟန်လင်းစရိတ်ခေတ္တမျိုးတွေကိုပြုံမျိုးဟောင်းကမ္ဘာအမွေနှစ်စီးရင်ဝင်အဖြစ် UNESCO ကသတ်မှတ်ပြီးနောက်အကူအညီပေးဖို့ဂျပန်ကုမ္ပဏီတစ်ခုကကမ်းလှမ်းလာတယ်လို့ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်ဆန်နာခင်းကပြောပါတယ်။ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပခဲ့တဲ့38ကြိမ်မြောက်ကမ္ဘာအမွေနဲ့ကော်မတီညီလာခံကိုတက်ရောက်ပြီးရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာတဲ့ယဉ်ကျေးမှုတူဝင်ကြီးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှသတင်းမီဒီယာတွေနဲ့တွေ့ဆုံရင်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။အခုလည်းပဲကျမတို့ဝင်နေကိုအခုလိုမျိုးဟလာ inscribe လုပ်လိုက်ပြီလို့ကြေညာလိုက်တဲ့အခါမှာအဲတချို့သောဟိုပေါ့အဖွဲ့အစည်းတွေကဒီ UNESCO ညွှန်ချုပ်ကပြောပါတယ်ပေါ့နော်။တကယ် ကူညီဖို့ကျမတို့နိုင်ငံကိုကူညီဖို့ပေါ့နော်အဲ့ဒါကူညီစရာတွေရှိတာကိုတို့ကူညီချင်ပါတယ်ဆိုတာမျိုးဆက်သွယ်တာတွေတွေ့ခဲ့ရပါတယ်အခုကျမတို့ကန်လန်းကန်လန်းတာကတော့တို့က UNESCO ညွှန်ချုပ်ကပြောလို့ဆိုပြီးတော့ Panasonic ကုမ္ပဏီကနေပြီးတော့ပြောတာလည်းရှိပါတယ် ANA Airline ကပြောတာလည်းရှိပါတယ်တို့တော့လည်းဒါကကျမတို့ကဒီလိုနှုတ်နဲ့တော့ပြောလို့မရဘူးပေါ့နော်ဆက်ပြီးတော့မှ UNESCO ကနေတဆင့်ကျမတို့စီကိုဆက်သွယ်ရမှာပါအဲ့ဒါတို့ဘယ်လိုဘယ်လိုမျိုးတွေကူညီမှာလဲတို့ကူညီတာကိုကျမတို့ကလက်ခံနိုင်တဲ့အဆင့်အခြေအနေရှိရလားဒါလေးကိုကျမတို့အများကြီးသုံးသပ်ရပါမယ်ဟုတ်လားဒါအတချက်အားနည်းချက်တွေကိုဆင်ခြင်ပြီးမှလုပ်ရပါမယ်အလွဲ ကူကတော့ဘာမှလက်မခံသင့်သေးပါဘူးဒီပြူမျိုးသုံးမျိုးကမ္ဘာအမွေအနှစ်စင်းဝင်ရေးကို UNESCO ကထောက်ခံခဲ့ပေမဲ့ UNESCO အကြံပေးအဖွဲ့ ICO MOS ကတော့မထောက်ခံပဲနောက်နှစ်နှစ်ပြင်ဆင်ပြီးမှလာထပ်မံတင်ပြဖို့ထောက်ပြခဲ့ပါတယ်အဲ့နဲ့ချက်ကိုထောက်တယ်ဆိုတာထားပါပဲပြုံပြုံထဲမှာဒါကျမတို့မူလတွေကရက်ရွာတွေရှိပါတယ်အဲ့တော့မူလရှိပြီးသားရက်ရွာတွေဟာသူတို့ကဒီမျိုးဟောင်းကြီးကိုကမရင်ကျင်းမှုအမွေနဲ့ဆင်သွင်းမယ်မသွင်းမယ်ဆိုတာသိမှမသိပဲเนาะမူလတွေကသူတို့နှစ်ကိုရရှိပြီးနေခဲ့ကြတဲ့သူတွေပါဒါကြောင့်မလို့သူတို့ကမူလမူလတွေကသူတို့နေနေတဲ့ အဲအခြေအနေတွေကိုကျမတို့ကမဖယ်ပါဘူးဟုတ်ကဲ့ဒါမှမဟုတ်ခုလက်ရှိအနေအထားကနေပြီးတော့ကျမတို့ခုလက်ရှိအနေအထားကိုကျမတို့က mapping တွေဆွဲလိုက်ရပါတယ်ဆွဲပြီးတော့မှအဲအမွေအနှစ်တွေအဆောက်အုံတွေရှိတဲ့ zone ပေါ့နော်အဲ့ဒါ monument zone ဆိုတော့သတ်မှတ်ပြီးပါပြီအဲ့လိုပဲကာဝယ်ထိန်းသိမ်းတဲ့ zone ဆိုတဲ့ buffer zone နဲ့ကျမတို့ကသတ်မှတ်ပြီးပါပြီအဲ့ဒီကမြေပုံတွေဟုတ်လားအဲ့ဒါတွေကိုကျမတို့ boundary တွေလည်းပတ်သက်မမှတ်ဒါကျမတို့က UNESCO ပေါ့နော် Wahari Center ကို Wahari Heritage Center ကိုတင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိအနေထားတဲ့ပို့ပြီးတော့ အဆောက်အုံတွေကိုဟိုတိုးချဲ့မယ်ဆိုရင် ကျမတို့ဝန်ကြီးဌာနနဲ့ညှိရပါမယ်ကျမတို့ကမလုပ်ရဘူးလို့မပြောဘူးတော့သူတို့တိုးချဲ့မယ်နေရာဒီကျမတို့လက်ရှိရှိနေတဲ့ရှင်းအောင်ဆောက်အုံတွေရဲ့နော်ရှင်းအောင်ဆောက်အုံတွေနဲ့ဘယ်လောက်ထိပေါက်ဝဲမှုရှိတယ်လဲနော်သူတို့တိုးချဲ့လိုက်တဲ့အဖိအိမ်ကိုအဖိချတာပဲဖြစ်ဖြစ်ဟလာကြောင်းလေးဆောက်လိုက်တာပဲဖြစ်ဖြစ်လက်ဖက်ဆိုင်လေးဖွင့်တာပဲဖြစ်ဖြစ်ပေါ့နော်တချို့ဖွင့်ပြနိုင်တာတွေရှိတော့ရှိတော့ညာလည်းပဲညာတော့ဖြင့်ဖွင့်ပြကျမပြနိုင်တော့မှာပေါ့နော်မြန်မာနိုင်ငံမှာရှင်းအောင်ရင်ကျမှုနေမြများစွာရှိပေမဲ့ ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်စည်းရုံးဝင်အဖြစ်အသိအမှတ်ပြုခံရတာကတော့ယူမျိုးဟောင်းတို့မျိုးကပထမဆုံးဖြစ်ပါတယ်။ဟန်လင်းဘေတန်တို့တရေခစ်တဲ့မျိုးဟောင်းတို့မျိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကစတင်ပြီးရှင်ချင်းမှုထွန်းကားခဲ့တဲ့မြန်မာနိုင်ငံရဲ့ရှေ့အကြဆုံးမျိုးဟောင်းတွေလည်းဖြစ်ပါတယ်။ကျွန်တော်ကျော်စရာဝင်းပါခင်ဗျာ။